ဒါကတော့ तू ကဟိုသဘောတရားကဟိုဘက်နဲ့ချိတ်ဆက်မှုတွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်ကလည်းဒီเจ้าမှာလည်းဒါပုံမှန်ရှိနေကျောင်းဆရာတယောက်ဟိုဘက်နဲ့အပြင်ကနေပြီး volunteer အနေနဲ့ရောက်လာတဲ့เจ้าဆရာပုံစံမျိုးဒီတဲမှာကျွန်တော်ဝင်ပူးပေါင်းလိုက်တဲ့သဘောပါပဲငကူအပိုင်းနေပြီးတော့ကျွန်တော်ချိတ်ဆက်မှုမရှိဘူးပေါ့လေကျွန်တော်တို့ကเจ้าစစ်မှာတွားရကြတယ်ပြီးတော့တကယ်เจ้าသားကြီးဈာထဲမှာကျွန်တော်ရိုက်ကြတယ်ကျိုးစင်းလေးဆိုရင်အဲ့လိုမျိုးလေးကြတော့လေအပြင်ကเจ้าသားကျောင်းပတ်ဝန်းကျင်ရဲ့ခန်းစားမှုရတာပေါ့လေစက်တင်မဟုတ်တော့ပေါ့နော်အဲ့လိုလေးတော့ရတာပေါ့ အာဒါကိုကျွန်တော်ပထမဆုံးရိုက်တဲ့အာကိုညိုမင်းလည်းပထမဆုံးရိုက်တဲ့ series ပေါ့လေသူနဲ့မဆုံတာဟိုဆယ်နှစ်ကျော်လောက်ရှိပြီဆိုတော့ပြန်ဆုံရတယ်ပေါ့နောက်ဆုံးဆုံခဲ့တာလည်းအဲ့လို trailer horror စကားပါပဲဟိုလူသားများကို6လမ်းစေတကောင်ဆိုတော့ကပြီးတော့ဒါပြန်ဆုံတယ်ပေါ့ပြီးတော့ show like နဲ့ show like နဲ့ဒါပထမဆုံး series ပေါ့ဟုတ်ညိုကြီးနဲ့ပြန်ပြီးတော့အဲ့လိုလူပညာဖန်မျိုးမှာပူပေါင်းကျင်တာလေးချက်ပေါ့နော်မဆုံတာကြတော့ဆုံကျင်တာလေးချက်ရဲ့ ောက်ချက်ကအဲ့လိုဒီအဲဒီ horror series လေးကိုလည်းဒါသူ့ရဲ့ universe ထဲမှာကိုယ်လည်းဘာတော့တနေရာပါဝင်ပြီးခြင်းနဲ့စိတ်လေးနဲ့နောက်ပြီးတော့ application ကလည်း show like ဆိုတော့ဒီလေးမင်းသားမောင်မောင်တို့လည်းဝင်ပြီးတော့ကိုယ် support လုပ်ခြင်းနဲ့စိတ်နဲ့ပေါ့ဒီရရင်တော့တည်ပါဘောနော်ကျွန်တော်ပြောရင်တော့ဟိုဟိုဘယ်လိုအရသာပြတ်သွားမှာဆိုပါတယ်ကျွန်တော်ဒီထဲမှာတော့ចောင်းစရာတယောက်ပေါ့ဒီ touch 6ကိုရောက်လာတဲ့ကျွန်တော်ကအဲ volunteer အကြောင်းစီအတယောက်အနေနဲ့ပါထားပါတယ်ဒါကတော့ तू ကဟိုသဘောတရားကဟိုဘက်နဲ့ချိတ်ဆက်မှုတွေရှိတယ်ဆိုပေမဲ့လည်းကျွန်တော်ကလည်းဒီကျောင်းမှာလည်းဒါပုံမှန်ရှိနေကျောင်းဆရာတယောက်ဟိုဘက်နဲ့အပြင်ကနေပြီး volunteer အနေနဲ့ရောက်လာတဲ့ကျောင်းဆရာပုံစံမျိုးအဲကျွန်တော်ရဲ့ဟိုပေါ့အဲကဏ္ဍရှိနေတယ်ဆိုတော့ဒီတဲမှာကျွန်တော်ဝင်ပူးပေါင်းလိုက်တဲ့သဘောပါပဲငကိုအပိုင်းနေပြီးတော့ကျွန်တော်ချိတ်ဆက်မှုရှိဘူးပေါ့လေ အဲ့တွေ့တော့ကျွန်တော်တို့ကအကြောင်းစစ်မှာတွားရေးကြတယ်ပြီးတော့တကယ်ကျောင်းသားကြီးဂျားထဲမှာကျွန်တော်ရိုက်ကြတယ်ကျိုးစိမ့်လေးဆိုရင်အဲ့လိုမျိုးလေးကြတော့လဲအာဘယ်လိုခေါ်မလဲအာတကယ်အပြင်ကကျောင်းသားကျောင်းပတ်ဝန်းကျင်ရဲ့ခံစားမှုရတာပေါ့လေစတင်မဟုတ်တော့ပေါ့နော်အဲ့လိုလေးတော့ရတာပေါ့ကျွန်တော်ကဒီအခုရိုက်တဲ့ script ကိုပဲကျွန်တော်တိကျ focus လုပ်တာပေါ့လေခုနကျွန်တော်ပြောလို့ပေါ့ရှီကားကိုလိလာဖို့မလိုတဲ့ကျွန်တော်ရဲ့ကဏ္ဍလေးဖြစ်နေတာပေါ့ကျွန်တော်ကဒီ back story ဘာမှမသိဘဲနဲ့ဒီเจ้า volunteer အနေနဲ့ဧည့်သည်အကြောင်းစရာအနေနဲ့ရောက်လာတဲ့ character ဆိုတော့လေကျွန်တော်ရှေ့အကြောင်းကြီးသိကြမလို့ပေါ့လေကျွန်တော်ပြောရတဲ့ script ဇာညွန်းထားတဲ့ log တွေအကုန်လုံးကလည်းသူတို့ပြင်ဆင်ပြီးမှပဲဒေချာလေးကျွန်တော်တို့ကိုဒါပြောဖို့ဟိုစာရွက်ပေါ်ရောက်လာတာပေါ့လေအဲ့တော့လေအားလုံးစစ်ပြပါအဓိကလေးလေးသိန်းနဲ့အဲဟိုဒီအမြန်လေးကတော့ကွာတာပေါ့လေကိုကြီးကအများကြီးတွေ့ရတော့ ကျမစီမီယာကျန်လာပြီဆိုတော့ပြောပါဦးဝမ်းသာပါတယ်ဝမ်းသာပါတယ်ဆိုတော့ဒါကျွန်တော်တို့ကလူငယ်တွေနဲ့ဒါကျွန်တော်တို့ဒီစင်ညာနဲ့ဂျူနီယာအများအားလိုပဲတွေ့ပြီးသွားကြဒီ senior လေးတွေလည်းတစ်ချိန်ကျသူတို့ junior အဲဒီ junior လေးတွေလည်းတစ်ချိန်က senior အနေနဲ့သူတို့ထပ်ပြီးတော့ဒါ carry on လုပ်အောင်ပါပါတယ်အဲ့တော့လေကျွန်တော်တို့အားလုံးဒါဒီလိုပဲအစဉ်အဆက်ကြီးသွားကြအောင်ပါပါအဓိကတော့ကျွန်တော်ကိုညိုညိုကြီးနဲ့ပို့ ပေါ့ပြန်ဆုံခြင်းနဲ့အလုပ်လုပ်ခြင်းနဲ့ကျွန်တော်တို့ရှေ့မှာလည်းအများကြီးလုပ်ခဲ့တာကြီးအများကြီးရှိရဆိုတော့အဲအဲ့ဒီအတွက်လည်းကျွန်တော်တို့ကဗီဒီယိုလောကပေါ့နော်ဗီဒီယိုသုတ်ဆောင်ဗီဒီယိုစာရိုက်တွေကပထမဦးဆုံးဒါရိုက်တာကြီးထဲမှာညိုကြီးပါတယ်ပေါ့ကျွန်တော်စာရိုက်ခဲ့ရတာဒါရိုက်တာဂျီဗီရှင်တို့ပါတယ်ကျော်စောလင်းတို့ပါတယ်ဝင်းထွန်းတို့ပါတယ်ဆရာဦးမြင့်မင်းတို့ပါတယ်ဒါကညမလေးတို့ပါ။အဲ့ဒီချိန်တော့ကတော်တော်လေးအခုချိန်မှာကြောင်းနေပါတယ်ကိုမျိုးဘယ်လိုပုံမှန်မျိုးလေးကြောင်းနေပါလဲသိရတယ်။ကြောင်းပါအောင် လူပညာသမားဖန်တီးခြင်းနဲ့စိတ်ကတော့ဘယ်တော့မှအိုမသွားဘူးအဲ့ဒါကတော့ကျွန်တော်ဒါလူပညာသမားတိုင်းရဲ့စိတ်ဆိုတာတော့ကျွန်တော်လက်ခံပါတယ်သူလည်းအတိုင်းပါပဲကျွန်တော်တို့ဒီ physical ဘိုင်းရအသက်တွေကြီးသွားပေမဲ့သူတို့ရဲ့စိတ်ထဲကလူပညာဖန်တီးမှုကတော့အများအားဖြင့်စမ်းသပ်ပြီးတော့လက်ဆက်နေတာဆဲပါပဲ အဲ့တော့လူပညာတစ်ခုကဖန်တီးတဲ့လူနဲ့ခံစားတဲ့လူနှုတ်နှစ်ဖက်ဟာမိုနီဖြစ်မှကျွန်တော်တို့ကအောင်မြင်ကြတာ哦အဲ့လိုဖြစ်ဖို့ကလည်းကျွန်တော်တို့ဖန်တီးတဲ့လူတွေကကြိုးစားကြရတာ哦အဲ့တော့အဲ့အလေး rhythm မိနေတာလေးရလေဒါသူ့အနုပညာပေါ်မှာသူဖန်တီးတဲ့ဟို စိတ်လေးနဲ့ဘေးသက်ရဲ့ခံစားရတဲ့စိတ်လေးနဲ့ဒါတက်တူကြတယ်လို့ကျွန်တော်အဲ့လိုခံစားတော့အဆင်ပြေပါတယ်ခင်ဗျ။အဲ့လိုတော့မရှိပါဘူးခင်ဗျာကျွန်တော်တို့ကဖန်တီးနေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအမြဲတမ်းကိုယ့်ကိုယ်ကိုအမြဲတမ်း challenge လုပ်နေတာပေါ့လေဟာတာလည်းလုံနိုင်တယ်လို့ငါအာ အဲတကယ် acting နဲ့ dramatic ဖြစ်တဲ့ဟာမျိုးလည်းလုပ်နိုင်ရမယ်ပေါ့ကိုကိုကိုအမြင်နဲ့အဲ့လိုစိန်ခေါ်နေရတဲ့ဟိုခံစားမှုရှိနေတဲ့သူကြတော့ကျွန်တော်ကဘယ်အရာဝမှအားတာရဲဆိုတာမျိုးတော့မရှိပါဘူးအကုန်လုံးက character တိုင်းကကျွန်တော်ကျွန်တော်တို့အတွက်တော့အမြင်နဲ့စိန်ခေါ်မှုတွေရှိနေတာပါပဲဟုတ်ကဲ့ပါကိုကျတော့လက်ရှိတာမြန်မာလူရှာမှုတွေဘယ်လိုအမျိုးတွေလက်ခံထားတာရောရှိလဲပြောပြပါဦးအာကျွန်တော်ကောင်းကြီး season 2ရိုက်ဖို့ prepare လုပ်နေပါတယ် pre uh, pre production ဟို လုပ်နေပါတယ်ခင်ဗျ။အခုနကကျွန်တော်ဖြည်တဲ့ဖြည်လို့ကျွန်တော်တို့ဖန်တီးတဲ့လူနဲ့ပြိသက်ရဲ့ခန်းစားတဲ့လူကလို့ထပ်တူကြသွားတဲ့အတွက်ကြောင့်ကျွန်တော်ကဒါကျွန်တော်တို့အောင်မြင်နေပေါ့။အောင်မြင်မှုဖန်တီးတဲ့လူတွေကပီတိဖြစ်ရတာပေါ့လေ။ကိုဖန်တီးမှုလေးပြိသက်နဲ့တာသာတာဖြစ်သွားတဲ့ပုံမှာကျွန်တော်တို့ကဟိုကြည်နူးမှုပြီးရတာပေါ့။အဲ့လိုပါ ။ဟောအဲ့တော့ကျွန်တော်တို့ကဖန်ပြီးခဲ့တာကြာပြီ။အမှုပညာကကျုံ့ပညာတွေအများအားအဖန်ပြီးမှုကကြာတာနှီးတာမြန်တာနဲ့မဆိုင်ပါဘူး။ကျွန်တော်တို့ဖန်ပြီးမှုထားတဲ့အမှုပညာတွေအများအားကပြည့်သက်အတွက် မတင်ဆက်သေးရင်မပေါ်ပြရသေးရင်မဖြောပြရသေးရင်အခုအသစ်တွေပါအဲ့တော့ဒီကားလေးကိုလည်းပြင်ပေးပါအောင်ရှင်းပြပေးပါဟုတ်ကဲ့ပါခင်ဗျကျွန်တော်ထား6ဆိုတဲ့ဒါ horror series လေးကိုကျွန်တော်တို့ show like application ကနေပြီးတော့ကျွန်တော်တို့ဒီ October 10ရက်နေ့ပေါ့နော်ကျွန်တော်တို့အားလုံးတကဘာလုံးဆို Halloween Day ပေါ့ဒီလိုတရားကြီးများနေ့မှာကျွန်တော်တို့စတင်ပြီးတော့ထုတ်လွှင့်မှာဖြစ်တဲ့အတွက်ကြောင့်ဒါအားလုံးအဲ့ဒီခံစားမှုလေးနဲ့ vibe လေးနဲ့ဒီစကားလေးကိုပုတ်ကုတ်ဖုန်းလေးထဲမှာချိုလိုက် app လေးကိုဒေါင်းပြီးတော့ကြည့်ရှုပေးပါလို့ဖိတ်ခေါ်ပါရစေ။ကျေးဇူးပါ။